နေဦးတော်လိုင်းကြီးပေါ်ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိခဲ့ပြီးစကစကူသွေးပြက်ခြောက်ချစေခဲ့တဲ့ရှမ်းမြောက်စင်းမျက်နှာဟာမကြသေးခင်ကာလကပဲတရုတ်ရဲ့ PRB အကြက်ကန်မှုတွေကြောင့်မိကိုရေနဲ့တတ်တလို့ခြုံညင်းသွားခဲ့ရပြီးတခါလရခိုင်စင်းမျက်နှာမှာရောတရုတ်ရဲ့ PR တွေဟာတက်ရောက်မှုရှိလာနိုင်မလားဆိုတာကိုပြည်သူများကအထူးစိတ်ဝင်စားနေကြပါတယ် ်ကော်မရှင်ဝန်ကြီးချုပ်အပါအဝင်ဝန်ကြီး9ဦးရေတက်ကာကွယ်ရေးဦးစီးချုပ်နဲ့မဟိုဘန်ဥက္ကဋ္ဌတို့ဟာတရုတ်နိုင်ငံကိုတရားစီတွားခဲ့ကြပါတယ်။သူတို့အားလုံးဟာစက်တင်ဘာတတိယပတ်အတွင်းတရားစီတွားခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့ခရီးစဉ်တွေမှာ လုံခြုံရေးနှီးပညာနဲ့တရုတ်မြန်မာ စီးပွားရေးစင်ကြံစီမံကိန်းအကောင့်ထယ်ဖို့မှုစတာတွေကိုအလေးထားဆွေးနွေးခဲ့ကြပါတယ်။ ဒီထဲမှာနှီးပညာခန္ဓာအတွက်အများဆုံးဆွေးနွေးခဲ့ကြတာတွေ့ရပါတယ်။တမယိုးကြနဲ့တမယိုးကြမဟုတ်တဲ့လုံခြုံရေးစိန်ခေါ်မှုတွေကိုနိုင်ငံပေါင်းစုံပူးပေါင်းဖြေရှင်းဖို့နဲ့နေဆက်လုံခြုံရေးအတွက်ဆွေးနွေးချက်တွေလည်းပါခဲ့ပါတယ်။သူတို့ဆွေးနွေးချက်တွေကိုကြည့်တဲ့အခါစစ်ကော်မရှင်ရဲ့အုတ်ချုပ်ရေးရန်နရာအတွင်တရုတ်နီးပညာနဲ့တရုတ်ဉာဏ်ရည်လူနီးပညာတွေတွင်တွင်ကျကျအသုံးပြုနိုင်ဖို့အတွက်စိုင်းပြင်းနေတာကိုမြင်ရပါဗျာ။ တို့တော့ရှမ်းမြောက်အဖွဲ့ရင်းအရက်ခတ်တော်အေးတို့ကြားမှာမတူညီတဲ့အခြေအနေအကြောင်းတရားတချို့ကလည်းရှိနေပြန်ပါတယ်တရုတ်ရဲ့ရခိုင်ရေးပအဝင်ပတ်သက်ဖို့ကြိုးစားနေတဲ့ခြေလဲနေဟာအနေငယ်ရှုပ်ဖွေပြီးတိမ်မွေ့တာကြောင့်ယခုဗီဒီယိုမှာတင်ပြမယ့်အခန်းတစ်ခုချင်းစီကိုသေချာနားလည်သဘောပေါက်ဖို့လိုပါမယ် ဖုံးဝင်နေလင်းသုံးသက်ရမယ်ဆိုရင်အရှိတောင်အာရှဒေသတစ်ခုလုံးအပေါ်တရုတ်ရဲ့ဩဇာသက်ရောက်မှုကရှိနေပါတယ်အနည်းနဲ့အများပဲကွာတာပါဒါကြောင့်ရခိုင်စစ်မျက်နှာအပေါ်မှာလည်းတရုတ်ရဲ့ဩဇာအရှိန်အဝါဟာသက်ရောက်မှုတစုံတရာရှိနေပါတယ်ရခိုင်မတယ်မဟုတ်ပါဘူးမြန်မာနိုင်ငံမှာဘဲအစိုးရတက်တက်တရုတ်နဲ့ကင်းလို့ဘူးမရပါဘူးဒီစကားကိုကြားရင်တချို့ကကြိုက်ကြမှာမဟုတ်ပြီမဲဒါဟာကြက်ပြီဖြစ်စေမကြိုက်ပြီဖြစ်စေလက်ကိုလက်ခံရမယ်အရှိတရားတစ်ခုပါတစ်တုံညာနှစ်ခုစစ်စင်ရင်နောက်ဆက်တွဲအခြေအနေတွေကမြန်မာ က်နိုင်ငံအရေးမှာတည်ယုတ်သဘောမတူရင်လက်မခံဘူးဆိုတာကိုတိတိတသားသက်သေထူနေပါတယ်။ဒါကြောင့်ရခိတလမ်းစဉ်ဟာလည်းတည်ယုတ်ရဲ့ဆွဖန်မှုကြောင့်တဆုံတရာချွတ်ချော်နှောင့်နှေးသွားမလားဆိုတာကိုဤသူအများကစိုးရင်မကင်ခင့်နေကြတာပါ။သို့သောတည်ယုတ်ဟာမြန်မာဧရိယာနယ်နိမိတ်အားလုံးအပေါ်ကိုဩဇာသွန်းမှုနေတာမျိုးတော့မဟုတ်ပါဘူး။အရက်ခတ်တတော်ဤရပါဝင် KIE KNU CNF KE ရူဟာဒရူနီဒရူဟာနဲ့တည်ယုတ်ဩဇာသွန်းမှုကိုတံပြန်နိုင်တဲ့အနေအထားတွေရှိနေကြပါတယ်။အထူးသဖြင့်တည်ယုတ်ဟာ၎ င်းတို့နဲ့ပထဝီနယ်နမချင်းထိဆက်နီးကပ်နေတဲ့ UWSA MNDAA TNLA စတဲ့အဖွဲ့တွေအပေါ်ကိုဩစာတက်ရောက်မှုကြီးမားပါတယ်။ဒါဟာတချို့သောအခြေအနေတွေမှာအားပါချက်ဖြစ်သလိုတချို့သောအခြေအနေတွေမှာတော့အားနည်းချက်လည်းဖြစ်နေနိုင်ပါတယ်။၎င်းဖွဲ့တွေဟာဒေတာခံများအသက်ရှင်ရပ်တည်နိုင်ရတဲ့အတွက်အခြေခံစားသောက်ကုန်များမှစစီဝဆက်သွေးရေးဝန်ဆောင်မှုနဲ့လက်နက်ခဲယမ်းများအစုံတရုတ်ကိုပဲမိခိုအားထားနေရတာပါ ရခိုင်နယ်စပ်ကွန်ဘင်းဘိတ်ဒေသတွေဟာ KSSS မြန်မာအစိုးရကဖြတ်လေးပြပိတ်ဆို့ခဲ့တာကြောင့်တရုတ်ဟာ၎င်းတို့ရဲ့တခုတည်းသောကွန်ဘတ်ဘက်ထွက်ပေါက်ဖြစ်လာခဲ့ပြီးဒါဟာနိုင်ငံတစ်ခုလည်းဖြစ်လာခဲ့ပါတယ်မီမပေါ်လို့တဲ့နိုင်ငံရေးအထူးပြုပါရကူဖွဲ့ချမ်းပြူသူတေသူတူကတော့တရုတ်ရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ်ဖိအားပေးနေတာကလက်တလောကာလာတွေထဲမှာအပြင်းထန်ဆုံးချက်ရောက်နေတယ်လို့ VOE ကပြောပါတယ် TNL နဲ့ MNDAA လိုမျိုးတရုတ်နယ်စပ်နားကအဖွဲ့တွေပေါ် PR တွေကပြင်းထန်နေတယ်လို့သူကသုံးသပ်ပါတယ်။နိုင်ငံတကာမဟာဗျူဟာလေ့လာရေး Institute WIWS ရဲ့ဇူလိုင်လကစာတမ်းတစ်ခုမှာတိုင်းသားအဖွဲ့တွေရဲ့ထိုးစစ်တွေကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်ကနယ်စပ်ဖြစ်ကျော်ကုန်သွယ်မှုကိုကန့်သတ်ထားကြောင်းဖော်ပြထားသလိုစစ်တပ်နဲ့တွဲဆုံဆွေးနွေး PR ဘီကိုရှမ်းမြောက်ကနယ်စပ်ကိတ်တွေကိုတရုတ်ဘက်ကရွေးချက်ရှိရှိနဲ့ဖိတ်ထားကြောင်း Observer Research Foundation OSF သုတေသနအဖွဲ့ကလည်းထောက်ပြပါတယ်။ KIA ပေါ်လဲပရက်ရှာပေးတာတွေတွေ့ပါတယ်။သူတို့ကသုတေသတပန်ဝါဒီသကပြည်သူတွေဒုတိယကိုပပီကိုကြိုးပမ်းနေချိန်မှာနေဇတ်ဒီသစကားတွေကျွန်တော်အကုန်ပြလိုက်ပါ။နောက်နေဇတ်ဒီသကုံသွေးထပ်ပေါက်ဒီအားလုံးကိုလည်းပိတ်တဲ့ကိစ္စတွေလုပ်ပါတယ်။ပြည်သူလူထုရဲ့နေထိုင်စားသောက်မှုပါပြီးစပြီးတော့ဖြစ်လနဲ့ပစ္စည်းထုတ်လုပ်မှုတွေလိုအပ်တဲ့ကုန်ကြမ်းတွေတင်သွင်းမှုကိုလုံးဝရဆိုင်ပြလိုက်တဲ့အနေအထားတွေရှိပါတယ်။ အဲ့ဒါတွေအားလုံးဟာ KIA ကိုလည်းအာ PRP ရဲ့သဘောပါ ပုံမှန်အဖြစ်တော့အရခတက်တော် EE ဟာပထဝီနိုင်ငံကြီးအရာတရုတ်ပေါ်အာသာချက်တချို့ရှိပါတယ်တရုတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတာမျိုးမဟုတ်တာကြောင့်တရုတ်ဟာတိုက်ရိုက်ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေလုံးလို့မရပါဘူးရခိုင်အပိုင်းလေးမှာဖော်ပြခဲ့တဲ့အတိုင်းပဲအရခတက်တော် EE ဟာရခိုင်ဘင်္ဂလားဒေ့ရှ်တို့နဲ့ပါအဓိကကုန်သွယ်မှုကိုပြုနေရတာပါသို့တော့တရုတ်ဟာအာရှကိုသာမကအာဖရိကအထိပါဩဇာဖြန့်ကျက်နိုင်တဲ့ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တာကြောင့်၎င်းတို့ရဲ့ဩဇာအရှိန်အဝါကိုသုံးပါရခိုင်တို့အပေါ်ကိုလွှမ်းမိုးနိုင်အောင် ောင်တဆင်ချင်းစီကြိုးစားနာနေတာကိုလည်းတွေ့ရပါတယ်တင်ယုတ်ရဲ့မြမအရေးချင်းကပ်ပုံမူဝါဒတွေဟာလက်တွေ့ကြပြီးတော့သူ့ရဲ့အကျိုးစီးပွားကိုပဲဗဟုပြုပါတယ် ရခိုင်အရေးတရုတ်တို့ရဲ့ပထမခြေလှမ်းတစ်ခုကတော့ဘင်္ဂလားဒေ့ရှ်ကိုချုပ်ကင်ခါဘာခွန်အရေးကိုကြားခံသွင်းပြီးအရခတ်တက်တော်အီအပေါ်ကိုကွန်ပလီဖြတ်တောက်နိုင်အောင်စီမံခဲ့တာပါတရုတ်အနေနဲ့သက်သေမပေါ်အောင်ပြပြရီစီစဉ်ထားခဲ့ပေမဲ့အခြေအနေအကြောင်းအရာတချို့ကိုချိတ်ဆက်စဉ်းစားတတ်ရင်အဖြစ်ကရှင်းပါတယ်ဘင်္ဂလားဒေ့ရှ်နဲ့အရခတ်တက်တော်အီတို့ကြားကွန်တွေးလမ်းကြောင်းများဟာပုံမှန်အတိုင်းလည်ပတ်နေခဲ့ရမှာတရုတ်ဟာရှမ်းမြောက်ကိုနိုင်ငံကြီးအရာဖိအားပေးခဲ့ပြီးမကြမိမှာကိုပဲဘင်္ဂလားဒေ့ရှ်နဲ့အရခတ်တက်တော်တို့ကြားဆက်ဆံရေး းဟာတဖြည်းဖြည်းပူမှုတင်းမာလာခဲ့တယ်လို့ဘင်္ဂလား၅ဘန်းလီများကိုအရက်ခတက်တော်ကဖန်ဆင်းမှုကိုအကြောင်းပြက၎င်းကုန်သွေးလမ်းကြောင်းများဟာလည်းရုပ်တရက်ပြတ်တောက်သွားခဲ့ပါတယ်တရုတ်တွင်းရဲ့နောက်ထပ်ခြေလှမ်းတစ်ခုကတော့ ALSO RSA အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်နေပါတယ်။၎င်းအဖွဲ့တွေရဲ့လှုပ်ရှားမှုဟာအရခတက်တော်ရဲ့နိုင်ငံရေးပုံရိပ်ကိုရည်ရွယ်ချက်ရှိရှိထိုးနှံနေတာပါ။အရခတက်တော်ရဲ့နိုင်ငံရေးအားသာချက်ဖြစ်တဲ့ပြည်သူလူထုထောက်ခံမှုနဲ့နည်းမီးပိုင်ဆိုးမှုကိုပုံရိပ်ကြဆင်းအောင်တမီမိမှွေနေတာပါ။အေအတွက်ကတော့တတိထားကင်တွေရမယ်စင်ခုံမှုကြီးတစ်ခုဖြစ်နေပါတယ်။၎င်းတို့ကိုဘင်္ဂလားဒေ့ရှ် PGB အရာရှိတချို့ကအားပေးအမြောက်လုပ်နေကြောင်းစက်တင်ဘာလ9ရက်နေ့ကပဲအရခတက်တော်အေအေကထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ DPET ရဲ့မမြင်နိုင်တဲ့နောက်ွယ်မှာတရုတ်ရှိကိုရှိနေပါတယ်။ဒီအတွက်လည်းကျွန်တော်အနေနဲ့အချက်အလက်တချို့ကိုစုဆောင်းနေပြီးနောက်ပိုင်းမှာအလင်းရင်ပင်ရဲ့ထဲပင်ဖော်ပြပေးသွားပါမယ်။ နောက်ထပ်ခြေတန်းတစ်ခုကတော့သိတာမြင်တာရှိပါတယ်တရုတ်တို့ဟာ၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုများကိုကဝေးရန်အကြောင်းပြကလုံခြုံရေးကုမ္ပဏီများကိုကြောက်ဖြူသူစေလုခတက်ဆွဲစေတာပါဒါဟာစစ်ကောင်စီဘက်ကဖြစ်စေအရခတ်တပ်တော်ဘက်ကဖြစ်စေသူရဲ့ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားတွေကိုထိခိုက်လာရင် လုံးဝလက်ခံမှာမဟုတ်ဘူးဆိုတာကိုသတိပေးတာပါ ဘာကြောင့်တရုတ်ဟာအီအဘို့ကိုလွှမ်းမိုးမှုကြိုးစားနေတာလဲဆိုရင်အဓိကအကြောင်းအရာနှစ်ခုပေါ်မူတည်ပါတယ်ပထမတစ်ခုကတော့တရုတ်ရဲ့2023ခုနှစ်နောက်ပိုင်းပြောင်းလဲသွားတဲ့မြန်မာနိုင်ငံရဲ့အခင်းအကျင်းစဉ်းစားဖို့မူဝါဒပါ တရုတ်တို့ရဲ့စဉ်စားချက်မှာစကားဆဟာပြုလျက်သွားရင်လက်နက်ကင်တပ်ဖွဲ့များစွာနဲ့မြန်မာပြည်ဟာဗယံမတာဖြစ်သွားလိမ့်မယ်လို့ယူဆနေပါတယ်2021 2022ကာလတွေမှာတော့တရုတ်ဟာ NUG ရဲ့အခြေအနေစွမ်းဆောင်ရည်ကိုစောင့်ကြည့်နေခဲ့ပါတယ်ဒီကာလမှာအလုံးပါဝင်အောင်မစီယုံနိုင်ခဲ့ခြင်းကလည်းတရုတ်ရဲ့မြန်မာနိုင်ငံရဲ့မူဝါဒအပြောင်းအလဲကိုဖြစ်စေခဲ့တဲ့ key factor တစ်ခုပါ မကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုမရှိဘူး NUG ကိုလည်းရေရှည်မှာအပြစ်တင်လာကြတယ်ကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက်သူ့ကိုကြီးပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားမြင်အောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ်ဟို NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစီလုံးနိုင်ဘူးဆိုတော့ပြောကြားချက်ကတော့အကုန်လုံးကမမှန်ဘူးဗျသူစီလုံးဖို့ကြိုးစားတယ် သူရဲ့စီလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါတယ်ကကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာပေါ့နော်ဗမာချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာကိုကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ် အဲအလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုပါပေါ့ဘိုက် GP ကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုးတန်တရားတွေဒွိဟတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်က ရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစည်တနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်။ဒီစစ်တပ်ရှိနေရင်အခုဘာဖြစ်နေတယ်လဲပြိုရင်ဘာဖြစ်နိုင်တယ်လဲဆိုတာအဲဒီဟာရှိနေတဲ့အတွက်အခုဘာဖြစ်နေတယ်လဲတိုင်းရင်းသားတွေလည်းမအေးချမ်းဘူးဗမာတွေလည်းအေးချမ်းလားဆိုတော့ဗမာလည်းပြည်တွင်းစစ်တိုက်နေရတာပဲဆိုတော့ဒီဟာရှိနေခြင်းရဲ့ဒါလက်လက်ငင်းအကျိုးကျေးဇူးကဒီဟာဖြစ်နေတယ် နောက်ဒီလက်ရှိရှိနေတဲ့ပြည်ထောင်စုတစ်ခုကိုကာကွယ်ဖို့ဒီလုံလောက်တဲ့အတွေးခေါ်လည်းမရှိဘူးဖွဲ့စည်းပုံကလည်းသူ့ရဲ့ဟိုဘာ ideology ကို ပြောမလားအဲ့ဒီကတဆင့် doctrine ကို ပြောမလားအဲ့ဒီ ideology တို့ doctrine တို့အခြေခံပြီးမှဖြစ်လာတဲ့သူ့ရဲ့ဟိုဘာ performance တွေပေါ့နော် action တွေကအာဒါလိုအပ်ချက်တွေနဲ့လွဲချော်နေတယ် စကားစားတာတရုတ်ဩဇာခံမယ်ဆိုရင်တရုတ်တို့ဟာမြန်မာအရေးကိုကန့်ကွက်ရမှာဖို့မှုလေကူလာပြီးအနောက်နိုင်ငံတွေရဲ့ဆွဖက်မှုကိုလည်းပူစီရမလို့တော့ဒါကြောင့်တရုတ်တို့ဟာကြားဖြန့်ကိုအကြောင်းပြကတစ်တုံညာနှစ်ကုန်စစ်စင်ရေးကိုမီစင်းကြခဲ့ပြီးတခါလာစစ်ကောင်စီကိုစီရေးရဖိအားပေးခဲ့ကဒူးထောက်လာအောင်အကွက်ဆင်ခဲ့ပါတယ်ဒီနောက်မှာတော့ hike in swimming ဝင်းများပေါ်ပေါက်လာပြီးယခုအချိန်မှာတော့စကားစားအနေနဲ့လည်းတရုတ်ဩဇာအောက်ကိုလုံလုံကြားရောက်သွားပြီးဖြစ်တယ်လို့မြောက်ပိုင်းအီးရလိုအဖွဲ့တွေအနေနဲ့လည်းတရုတ်ရဲ့ကစားကွက် ထဲမှာနေယုံများတော့တာဖြစ်သွားခဲ့ရပါပြီတကယ်တော့ရှမ်းမြောက်တိုက်ပွဲမှာအမှန်တကယ်အနိုင်ရသူကတရုတ်ပါ ဒုတိယတစ်ချက်ကတော့တရုတ်တို့ရဲ့မဟာဗျူဟာလူအပ်ချက်ဖြစ်တဲ့ကြောက်ဖြူရေနဲ့စိတ်ကန့်ကိစ္စကြောင့်ပါတကယ်တော့ကြောက်ဖြူဟာတရုတ်တို့ရဲ့အကျိုးစီးပွားတစ်ခုမဟုတ်ပါဘူးမရှိမဖြစ်လူအပ်နေတဲ့အသက်သွေးကြောတစ်ခုပါဒီနေရာမှာအကျိုးစီးပွားဆိုတာနဲ့မရှိမဖြစ်လူအပ်ချက်ဆိုတာကအတိအပယ်တည်ရောက်မှုချင်းမတူပါဘူးရခဲအပိုင်းလေးမှာတင်ပြခဲ့တဲ့စစ်တွေကလက်တာစီမံကိန်းဟာအိန္ဒိယတို့အတွက်အကျိုးအမြတ်ပါကြောက်ဖြူကတော့တရုတ်တို့အတွက် ်အကျိုးအမြတ်ဆိုတာထက်ပိုတဲ့မရှိမဖြစ်လိုအပ်ချက်တစ်ခုပါဒါကြောင့်မို့လို့တရုတ်ဟာဘလူးနီးနဲ့မှကြောက်ဖြူဂူမင်းလမ်းကြောင်းကိုအထိကိုက်ခံမှာမဟုတ်ပါဘူးလက်ရှိအချိန်မှာလည်းကြောက်ဖြူမြို့နယ်အတွင်းမှာအရခတက်တော်အေးနဲ့စစ်ကော်မရှင်တက်တီအကြအဖေအနှံပြစ်ခတ်မှုတွေရှိနေပေမဲ့တရုတ်ရဲ့သဘာဝဓာတ်ငွေစက်ယုံတွေကတော့ပုံမှန်လေပတ်နေသေးပါ အထက်ကတော့တရုတ်တို့ဟာ၎င်းတို့ရဲ့အကျိုးစီးပွားကိုရရှိမှကာကွယ်ပေးနိုင်မဲ့ဒုက္ခသာလောင်းကြီးထက်မှဖြစ်ပါတယ်။လက်ရှိမှာတော့အာရခတ်တပ်တော် EA ဟာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့တရုတ်စီမံကိန်း၁၇ခုထဲကမှကုကုကိုအပြေးဝထိန်းချုပ်ထားလျက်ရှိတာကြောင့်တရုတ်တို့အနေနဲ့အနှင်းနဲ့အမြန်ဆိုးသလိုအာရခတ်တပ်တော် EA ကိုနေရတခုဖိပြီးစကားပြောလာရမှဖြစ်ပါတယ်။သို့တော့ယခုအချိန်ထိတရုတ်တို့ဟာ EA ကို state level player တခုအနေနဲ့မရှိမြင်နိုင်ပေမဲ့ TR မျိုးစုံပြီးနေပါတယ်။ တရုတ်ရဲ့ရည်ရွယ်ချက်ကတော့စစ်ကောင်မရှင်တပ်နဲ့နှိမ့်နိုင်စီပြီးရခိုင်ပြည်ပေါ်မှာတရုတ်ဟာအနိုင်ခဲနဲ့ကစားနိုင်အောင်ကြံ့စီနေတာပါရှမ်းမြောက်မှာအပြည့်ရက်တဲ့အတွက်ရခိုင်စစ်မျက်နှာကိုစစ်ကောင်မရှင်တပ်တွေပူဖိလာတယ်ဆိုတဲ့သုံးသက်ချက်တွေဟာအပြည့်အဝတော့မှန်းမနေပါဘူးစစ်ကောင်မရှင်တပ်ရဲ့မူလရည်ရွယ်ချက်ဟာရခိုင်ထက်ရခိုင်မကွေးအဆက်ကကပ္ပစအေရိယာများကိုအပြည့်အဝကာကွယ်မှုပေးထားပြီးနောက်စကိုင်းကိုအရှင်ငင်အောင်ထိန်းချင်နေတာပါအရခတပ်တော် EA အနေနဲ့ယူမကိုကျော်လွန်ပြီးနောက်အေရီနဲ့အရှိန်ကျန်းကိုကူးမလာနိုင်ဘူး ဆိုတာကိုလည်းစစ်ကော်မရှင်တပ်တို့ကောင်းကောင်းသိပါတယ်။ဘာကြောင့်ကြောက်ကူကိုစစ်အင်အားမြပုကတံပြန်ထုစစ်ဆင်နေရလဲဆိုရင်ရှင်းပါတယ်တရုတ်ခီအားကြောင့်မှာတရုတ်ဟာဆွေးနွေးနှိမ့်နိုင်မှုများမလုပ်ခင်ဖီအားများစွာအရှင်ပေးတတ်ပါတယ်။၎င်းခီအားကိုတောက်မခံနိုင်တဲ့အစိုးမှာသူ့လူတို့ပုံသွင်းကခြိုက်စည်းနဲ့နှိမ့်တဲ့တဲ့သဘောပါ။ ရခိုင်အရေးတရုတ်ဖြစ်စေခြင်းတဲ့ပုံစံကတော့ရခိုင်ပြည်နယ်မြို့နယ်အများစုကိုအရခတတော်အေးကထိန်းချုပ်ထားပြီးကြောက်ဖြူနဲ့တခြားတရုတ်စည်းဝါးရေး project area တွေကိုတော့စကစထံပြည့်ရခအုပ်ချုပ်စည်းနေတာပါအရခတတော်အေးဘက်ကလိုလာချက်ကတော့တရုတ်အပါအဝင်ပြပရင်းနှီးမြှုပ်နှံမှုများကိုလက်ခံကာကွယ်ပြီးမှဖြစ်ပေမဲ့ရခိုင်မြေပေါ်မှာစစ်ကောင်မရှင်တပ်လုံးဝကင်းစင်ရေးတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်ဒီအချက်ကို စစ်ကောင်မရှင်ဘက်ကရောတရုတ်ဘက်ကပါလက်မခံပေမဲ့အရခတတော်အေးအတွက်ကလည်းရ ခိုင်လူလူပေါ်ပြည့်အပ်ထားတဲ့ဂတိဖြစ်တာမို့ဘလို့မှအ short တင်းလုပ်လို့မရပါဘူးတရုတ်နဲ့ဆက်ဆံရေးဟာ ကျူတန်းပေါ်လမ်းလျှောက်နေရတယ်လို့တတိကြီးစွာထားရတာမို့အရက်ခတက်တော်အနေနဲ့လိမ္မာပန်းနဲ့စွာကင်တဲ့တပ်ဖို့လူရတယ်တကယ်ဆိုရင်ကြောက်ဖြူကိုအရက်ခတက်တော်အီအီတို့အနေနဲ့အချင်းတို့အတွင်းမှာဝင်သိမ်းနိုင်တဲ့အနေအထားရှိပါတယ်ယခုလက်ရှိအချိန်ထိအီအီဟာပျောက်ကြားစနစ်တတန်နဲ့ပဲအမက်ချွေးနေတာပါဒါကြောင့်မသိမ်းသေးလဲဆိုရင်တော့တယူဘက်ကအရက်ခတက်တော်အီအီတို့လူချင်းနဲ့အတိုင်းအတာနဲ့လာရောက်ညီနိုင်မှုကိုစောင့်ဆိုင်နေတာပါဒါဟာလေရခိုင်လူလူအကျိုးစီးပွားအတွက်လုပ်နေလုပ်ထိုက်တဲ့ကိစ္စပါဒီလိုအခြေအနေတွေကြောင့် အရခတတော်အီဟာတရုတ်အကြိုက်လိုက်ဆောင်ပြီးတရုတ်ကျူးဆွေးရာကနေရမှာလားဆိုရင်တော့နူးပါရခိုင်နေပေါ်မှာတရုတ်တို့ခြေလွန်လက်လွန်လုတ်လာလို့မရအောင်အိန္ဒိချင်းအိန္ဒိယနိုင်ငံကလည်းစောင့်ကြည့်နေပါတယ်တောက်ကျူမှာတရုတ်နဲ့စကားစားတို့ရဲ့ဖက်ဆက်လုံးဂျုံကြီးကုမ္ပဏီအမေရိကန်ဂျေဇာတက်တီဟာလာရောက်တက်ဆွဲပြီးမြန်မာစစ်သားတွေဟာလည်းစစ်ယူနီဖောင်းမဝတ်ဘဲကုမ္ပဏီယူနီဖောင်းများနဲ့ဝင်ရောက်တက်ဆွဲကစိတ်ကောင်းချိန်ပြီးခွေးသားရောင်းမဲ့အခွက်တွေလည်းတရုတ်ဘက်က ထုတ်တုံလာနိုင်ပါတယ်အရခတတော်အီအိနေနေကတော့ ော့တရုတ်ဖြစ်စေအိန္ဒိယဖြစ်စေအာရခဒေသခံပြည်သူလူထုတွေရဲ့အကျိုးစီးပွားကိုအာမတ်ခံချက်ပေးနိုင်မဲ့ဘက်သူကမဆိုမဟာမိတ်အဖြစ်လက်တွဲတော့မှဖြစ်ပါတယ်။ UNA ရဲ့တရုတ်အရေးကင်တွယ်ပုံတွေကလက်တွေကျပါတယ်။ဘောချုပ်ထုံးမြန်နိုင်ရင်အင်တာဗျူးတချို့ကနေတရုတ်အရေးကန်ကွဲပုံတွေကိုအကဲခတ်လည်လာနိုင်ပါတယ်။ဒါတော့ကျွန်တော်တို့ရခိုင်ဒေသလည်းပဲအာရခိုင်ဒေသက အာမဟာဗျူဟာမြောက်အရေးပါတယ်လို့ဘလောက်ပဲပြောပြောဘာရင်းနှီးမြုပ်နယ်မှုမှမရှိရင်ဒီဒေတာကဆင်းရဲပိတ်လောင်ပြီးမှဒေတာတွင်ကလူတွေအလောက်ကန်ရဖို့အတွက်တရက်ကိုကာစီတရာလောက်အလောက်ရှာမိသားစုတွေပြိုကွဲနေမှာပဲဆိုတော့ကျွန်တော်တို့ကဒီဒေတာရဲ့ဟိုအချက်ချာအနေထားကိုအသုံးပြုဖို့အတွက်ဆိုရင်တရုတ်ကလာမယ်အိန္ဒိယကလာမယ်ဆိုရင်ကျွန်တော်တို့ကဒီတရုတ်အိန္ဒိယ ဟိုလက်ဆုပ်လက်ကင်မိကိုအားထားရတဲ့တည်ငြိမ်တဲ့အာမခံသူအနေနဲ့ဆိုရင်သူတို့အတွက်လည်းဒါဒါအာမခံချက်ရှိမယ်ကိုယ့်အတွက်လည်းဂုံတိတ်ခါရှိရှိနဲ့ဒီဒီရင်းနှီးမြုပ်နှံမှုကပါလာတဲ့အချိုးစီပေါ်တွေကိုပြည်သူအတွက်တုံချနိုင်မယ်ပေါ့ဒါကျွန်တော်တို့ရဲ့စဉ်းစားချက်ဒီလူတွေကလာပြီးမမြုပ်နှံနိုင်ဘူးဆိုရင်ဘယ်သူကလာမလဲမ UK ကလာမလားဂျပန်ကလာမလာဘူးသူတို့ကဆိုတော့ ျွန်တော်တို့မြန်မာနိုင်ငံမှာလူတွေကဒါကျွန်တော်ကတရုတ်ဘက်ကိုဘယ်လိုက်ပြောတာမဟုတ်ဘူးနော်အရှိတရားကိုအရှိတရားကျွန်တော်အမြင်ကိုတင်ပြောပြတာရခိုင်ပြည်သူတွေအနေနဲ့တရုတ်ရဲ့မြန်မာနိုင်ငံရဲ့အခင်အကျင်းပေါ်ကိုဝင်ရောက်ပတ်သက်နေမှုကိုလက်တွေ့ကြကြနားလည်ထားပြီးတကလား ULA ရဲ့အခက်အခဲအကြက်တဲများကြခတရုတ်ရခိုင်ဆက်ဆံရေးကိုကင်တွင်နေမှုများကိုနားလည်လက်ခံသဘောပေါဖို့လိုပါတယ်ရခိုင်တို့အနေနဲ့အရခအိမ်မပန်းနိုင်ကိုအရောက်လှမ်းနိုင်မှုရာအထူးသတိပြုရမယ့်အချက်၃ချက်ရှိပါတယ် ဖြစ်ဖြစ်စစ်တိုက်တယ်ဆိုတာငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့မန်နဲ့ကြီးလုပ်လို့မရဘူးစစ်တိုက်တယ်ဆိုတာကျွန်တော်တို့ကအခြေအနေ၃ခုနားလည်ရတယ်ဟိုအဆင့်၃ဆင့်စစ်ပွဲကိုကျွန်တော်တို့ကနိုင်အောင်တိုက်နိုင်မှာဖြစ်မှာဘူးเนาะအဲ့ဒါကဘာလဲဆိုတော့တော်လိုင်းရဲ့အင်အားစုအတွင်းကမဟာမိတ်တိဆောက်မှုပေါ့เนาะဒီမဟာမိတ်တိဆောက်မှုခိုင်မာမှုကိုဘယ်လိုတိဆောက်နိုင်လဲဒါကနံပါတ်၁အရေးကြီးဆုံးပါတော့เนาะနံပါတ်၂ကကြာ regional power ပေါ့ regional power တွေကိုအိန္ဒိယချင်းနိုင်ငံတွေကို ငါတို့ကိုထောက်ခံအောင်ဘလောက်မဟာမိတ်လုပ်နိုင်တယ်ဒါဒုတိယအဆင့်ပေါ့နော်တတိယအဆင့်ကကြာနိုင်ငံတကာ international order ပေါ့ဒီနိုင်ငံတကာနိုင်ငံကြီးကဘယ်ဟူသွားနေတယ်ဘယ်အင်အားကြီးနိုင်ငံနဲ့ငါတို့ကမဟာမိတ်ဖွဲ့မှာလဲဆိုတော့အချက်သုံးရပါတော့ဒီအချက်သုံးချက်လုံးကိုကျွန်တော်တို့ကတောင်းဆီအောင် ဖြည့်ဆည်းနိုင်မှာကျွန်တော်တို့ရဲ့ဒေါ်လာကြီးပဲဖြစ်ဖြစ်စစ်ပွဲပဲဖြစ်ဖြစ်တော့သိကြမှာဘူးเนา ဒီတော့ရခိုင်မဟုတ်တဲ့တခြားသောတိုင်းရင်းသားပြည်သူတွေအနေနဲ့မိစရာတစ်ခုရှိနေနိုင်ပါတယ်။ဒါကတော့အရကတက်တော် EA ဟာတရုတ်ရဲ့ဂျာဝင်မှုနဲ့စက္ကဆိုင်လေးချောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်စေပြီးတက္ကလာရခိုင်ပြည်နယ်ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ရင်နေဦးတော်နိုင်ရေးကိုကြောက်ခိုက်မှလားဆိုရင်တော့နူးလိုပဲဖြေရပါမယ်။ ကျွန်တော်တင်ပြခဲ့တဲ့အထူးအစီအစဉ်အပိုင်းနှစ်ကိုကြည့်ရင်သဘောပေါက်မှာပါသို့တော်ပရိယေနဲ့အပေါ်ယံသဘောတူညီမှုမျိုးရယူလာရှိကောင်းရှိလာနိုင်ပြီမယ်မဟာမိတ်များကတော့တခြားသောနိလန်းနဲ့ဆက်လက်ကူညီနိုင်ပါလိမ့်မယ်ညံများတဲ့တရုတ်နဲ့ပရိယေကျွေးွားတဲ့အာရခတ်တက်တော်အီအီတို့ကြားပထဝီနိုင်ငံ၏ကစားကွက်တွေဟာစိတ်ဝင်စားဖို့ကောင်းနေပြီခကောင်းတို့ကြားမှာဘင်္ဂလားဒေ့ရှ်ဟာဘလူမျိုးပွဲလန်နှုန်းချခင့်အမျက်ထုတ်မလဲဆိုတာကတော့အထူးအစီအစဉ်အပိုင်း6မှာဆက်လက်တင်ပြပြီးတော့ပါမယ်